ဒုစစ်ခေါင်းဆောင်ဆိုဝင်ကစီဦးစီအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုအရက်ဖက်ဝန်ကြီးဌာနသို့ပြောင်းရွှေ့လိုက်ပြီးဗိုလ်ချုပ်ထုံးဝင်းကို အစာထိုးခန့်အကြောင်းတည်ရပါတယ်အကြံဖက်ဒုစစ်ခေါင်းဆောင်ဆိုဝင်ကစီဦးစီအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုအရက်ဖက်ဝန်ကြီးဌာနသို့ပြောင်းရွှေ့လိုက်ပြီးတက်မတော်လေးမဗိုလ်ချုပ်ထုံးဝင်းကိုအစာထိုးခန့်လိုက်ကြောင်းလေတပ်အတိုင်းဝိုင်းနဲ့စီဒီအမ်ဗိုလ်ကြီးဇင်ယောကပြောပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူး ဘုံမှုချုပ်မြုံမင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးတာဝန်မကြေပြုံမှုများဖြင့်ခေါ်ယူစစ်ဆေးစဉ်စီဥစီအရာရှိချုပ်လေးဒုတိယဘုံချုပ်ကြီးဇော်ဝင်းမြင့်နဲ့ပတ်သက်သောအရှုပ်တော်ပုံများပေါ်ပေါက်လာကြောင်းထို့ကြောင့်စီဥစီအရာရှိချုပ်လေးဒုတိယဘုံချုပ်ကြီးဇော်ဝင်းမြင့်ကိုစစ်ဖက်ရာထူးမှအနာပေးကာနိုင်ငံချိုင်းဝန်ကြီးဌာနသို့ပြောင်းရွှေ့လိုက်ကြောင်းဒုတိယဘုံချုပ်ကြီးဇော်ဝင်းမြင့်ဤရာထူးနေရာဖြစ်သောစီဥစီအရာရှိချုပ်လေးရာထူးကိုတက်မလို့လေမှဘုံချုပ်ထုံးဝင်းကို အစာထိုးခန့်လိုက်ကြောင်းသိရှိရပါသည် အခုရပိုင်းစိုးဝင်းနဲ့လီတာအတိုင်းဝိုင်းနဲ့နည်းနည်းကတော့ကစားဖြစ်နေတယ်။အဓိကနာမခကတိုင်းမှုကိုအမှုစည်ရဲနဲ့အဲ့လာရီပဲဆက်ပြီးတော့တွဲပေါ်တော့ပေါ်လာတာလို့သိရတယ်။ COC ရရှိချုပ်လေးဒုတိယဘူချုပ်ကြီးဇော်ဝင်းမြင့်ကိုနိုင်ငံခြားဝန်ကြီးဌာနကိုပို့တယ်။အစားထိုးမဲ့တပ်မတော်လေးဘူချုပ်ထုံးဝင်းနဲ့ပတ်သက်လို့လီတိုက်အတိုင်းဝိုင်းကပြောတာကတော့သူကအထက်ဖားအောက်ဖီပဲလို့သိရတယ်။အသက် COC ရရှိချုပ်လေးလူကြီးကိုပဲဖားဖို့စဉ်းစားတတ်တာ။အဲ့ဒီတော့အောက်ကပြန်တန်းရေးပိုင်လော့တွေနဲ့ မြေပြင်ခရုတွေနဲ့ပါပြဿနာတွေပါပြီးဖြစ်လာနိုင်တယ်လို့မှန်းဆရတယ်။ပြီးရင်အခုစီဥစီအရာရှိချုပ်လေးဒုတိယဘိုလ်ချုပ်ကြီးဇွန်ဝင်းမြတ်နဲ့ပတ်သက်ပြီးဟ ோம் လင်းလေတက်စကန်ဌာနချုပ်ကလေတက်စကန်မူနာမည်တော့စီစစ်နေသေးပဲ။သူ့ပါအလားလာမကောင်းဘူးလို့ပြောတယ်။အနေထားကတော့ပြုတ်တာမျိုးမဟုတ်ပဲနဲ့အရက်ဖက်တွေကိုပိုးတဲ့အနေထားမျိုးတွေဖြစ်နိုင်တယ်လို့စီဒီယံဘူကြီးဇင်ယောကပြောဆိုပါတယ်။လက်ရှိစီဥစီအရာရှိချုပ်လေးဒုတိယဘိုလ်ချုပ်ကြီးဇွန်ဝင်းမြတ်ကိုရာထူးမှအနာပေးနေရွှေ့ပြောင်းမှုကြောင့် ၎င်းနဲ့ဆက်ဆက်နေသော Homeland Leaders ကမှအရာရှိကြီးများနဲ့စစ်ဆေးခံရပြီးဆိုသောသတင်းများထွက်ပေါ်နေကြောင်းသိရှိရပါတယ်။ Leader ဦးစီးချုပ်အချိန်အပြောင်းဖြစ်လာတဲ့အတွက်နောက်ပိုင်း Leader စကားချုပ်မှုတွေစကားမှုတွေပါအချိန်ပြောင်းတွေရှိလာနိုင်တယ်။အခုသူတို့က Leader ကိုပါ Reform လုပ်တဲ့အနေအထားမျိုးလို့တော့မြင်တယ်။တေချာတာတော့ညိတော့ညိတယ်။ညိလို့မှုအရက်ဘက်ကိုပြောင်းတယ်။ပထမဦးစားပေးကတော့ Homeland Leaders ခန်းကလည်းသူနဲ့အရက်ဘက် Leader စကားကိုပြုတ်မလား။ဒါတော့စောင့်ကြည့်နေတော့မယ်ဟုစီဒီအမ်ဘူကြီးဇင်ယောကပြောဆိုပါတယ်။ 6မြို့ပေါ်ရက်ွက်များနဲ့ခီးတဲ့တင်ကားကိုစစ်တပ်ကအတင်းကျပ်စစ်ဆေးပြီးလူငယ်၁၈ဦးကိုပေါ်တာဆွဲဖမ်းဆီးကာငွေတက်နိုင်သူများလူငယ်တအူးနဲ့ငွေကျပ်သိန်း၁၀၀ကျော်ဖြင့်ရွေးယူရကြောင်းတီးရပါတယ်။မကွေတိုင်း6မြို့ပေါ်ရက်ွက်များနဲ့ခီးတဲ့တင်ကားများကို အကြမ်းဖက်စစ်တပ်ကဝင်ရောက်စစ်ဆေးပြီးလူငယ်၁၈ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖန်စီကလူငယ်များ၏မိသားစုဝင်များနဲ့ဒေသပြည်သူများကပြောပါဗါဒ။နိုမာလာ20ရက်နေ့မှ25ရက်နေ့အထိ6မြို့ပေါ်ရပ်ကွက်များ ခီးတဲ့တင်ကားကိတ်နဲ့ခီးတဲ့တင်ကားများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စစ်ဆေးကလူငယ်၁၈ဦးထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းထိုပေါ်တာဆွဲဖမ်းဆီးခံရသော လူငယ်များသည်အသက်၁၉နှစ်မှအသက်၂၄နှစ်အရွယ်များဖြစ်ပြီးလက်ရှိချိန်တွင်ပေါ်တာဆွဲဖမ်းဆီးထားသောလူငယ်၁၈ဦးကို၆မြို့ပေါ်ရှိမြို့မရဲစခန်းတွင်ဖမ်းဆီးထားကြောင်းသိရှိရပါသည်ထို့သောပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်၁၈ဦးထဲမှ၂ဦးကိုသာလျှင်မိသားစုများကတအူးနှင့်ငွေကျပ်၁၆၅သိန်းဖြင့်ပြန်ရွေးထုတ်နိုင်ခဲ့ပြီး ကြံရှိသောလူငယ်များ၏မိသားစုများကလာရောက်ရွေးထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်အခုက၆မြို့နယ်ဘက်မှာစစ်ခွေးတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတအားဆွဲတာများတယ်ဒီနေ့အပါဝင်ဆိုရင်9ရက်ရှိပြီအဲဒီ9ရက်အတွင်းမှာစစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးတာလူငယ်၁၈ဦးလောက်ရှိပြီစစ်ခွေးတွေဖမ်းဆီးထားတဲ့လူငယ်၁၈ဦးထဲက2ဦးကိုပဲပြန်ရွေးထုတ်သေးတယ်လို့သိရတယ်ကျန်းတဲ့၁၆ဦးကိုဆက်လက်ဖမ်းဆီးထားတယ်၆မန္တလေးပြည်စွဲနေတဲ့ကားကြီးတွေမှာလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းထားတယ် ကျောင်းတဲ့လူငယ်တွေက၆မြို့ပေါ်နဲ့ကြေးရွာထဲကပဲလို့တီးရတယ်ဟုဒေသပြည်သူတို့ကပြောပါတယ်။အလားတူစက်တင်ဘာလ၄ရက်နေ့ကလည်း၆မြို့ပေါ်ရှိကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုအချမ်းပဲစစ်တပ်ကဝင်ရောက်စီးနှင်ခဲ့ခြင်းဖြစ်ပြီးအသက်20ရွယ်လူငယ်မျိုးသား73ဦးကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းတီးရပါတယ်။အချမ်းပဲစစ်တပ်ကလမ်းပြဒီဇင်ဘာလတွင်စစ်မှုထမ်းအပတ်စဉ်20ကိုဖွင့်လှစ်ပြီဖြစ်ကြောင်းသိရှိရပါတယ်။မင်းကင်းမြို့နယ်မြောက်ချွန်းရွာအနီးရှိရွှေမြောကိုစစ်တပ်ကလေရင်ဖြင့်ထပ်မံဘုံကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒေဆုံးသူများကြားကြောင်းသိရပါတယ်။စကိုင်းတိုင်းမင်းကင်းမြုံနယ်မြောက်ချွံ့ရွာနီးရှိရွှေမျိုးကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ထပ်မံဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ထိခိုက်ဒေဆုံးသူများကြားကြောင်းဒေသပြည်သူများကပြောပါတယ်။နိုမာလာ25ရက်နေ့နနကိုနိုင်ကျော်ခန့်တွင်မင်းကင်းမြုံနယ်မြောက်ချွံ့ရွာနီးရှိရွှေမျိုးကိုအကြမ်းဖက်စစ်တပ်တပ်ဦးလေတပ်မှတက်လာသော A5 bomber jet fighter ကဘုံကျဲထိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်ဒေဆုံးမှုများပြားပြီး ထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလက်ရှိချိန်တွင် ပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါသည်အသေးပြောက်တွေများမယ်လေရင်နဲ့သုံးပတ်ဝဲပြီးပတ်ပြတ်သွားတာရွာဘက်လက်ပြတ်သွားသေးတယ်အဲရွာကတော့အထိခိုက်မရှိဘူးအိမ်တလုံးပဲပျက်စီးတယ်မပေါက်သေးတဲ့ဘုံတီးလည်းရှိသေးတယ်အဓိကသူတို့တက်ခိုက်သွားတာကမြောက်ချွန်းရွာရွှေမျောနေရာကိုတိုက်သွားတယ်အသေးပြောက်ကတော့များနိုင်တယ်ဘသူမှတော့အနာမကပ်ရဲကြသေးဘူးဟုဒေသပြည်သူတူကပြောပါတယ်အလားတူနိုဝင်ဘာလ22ရက်နေ့ကလည်း အကြံပေးစစ်တပ်ကမင်းကင်းမြို့နယ်လောင်ပြေရွာရွှေမော်ကိုတရအူးလေတပ်မှတက်လာတော့ KHW လင်းတစင်းနဲ့ Jarocopter 3စင်းက၈တိုင်ထက်မနည်းဘုံကျဲတိုက်ခဲ့ကြောင်းဘုံကျဲတိုက်ခိုက်မှုတွင်ရွှေမော်တွင်လုကင်နေသောပြည်သူ၂ဦးသေဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိကာပျောက်ဆုံးသူများလည်းရှိကြောင်းထို့ပြင် flat တစ်စင်းနဲ့ညော့ဖောင်တစ်စင်းနဲ့မိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။မုံရွာမြို့နယ်ဤတင်ညာတက္ကသိုလ်တွင်တပ်ဆွဲထားသောစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုကြောင့်စစ်သား၄ဦးသေဆုံးကြောင်းသိရပါတယ်။ ။စကိုင်းတိုင်းမုံရွာမြို့နယ်ဤတင်ရတက္ကသိုလ်တွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဝင်းရောက်တိုက်ခိုက်ရာစစ်သား၄ဦးတေဆုံးခဲ့ကြောင်းမုံရွာခရိုင်တရင်နှင့်တပ်ခွဲမှုကပြောပါရယ်။နိုဘောလာ23ရက်နေ့နနက်10:00နာရီခန့်တွင်မုံရွာမြို့နယ်ဤတင်ရတက္ကသိုလ် GTC တွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်နှင့်ပြူစောထီးများကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်းရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်။ထို့တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဖက်မှ၄ဦးတေဆုံးက ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်နှစ်လက်ကိုလည်းပျက်စီးခဲ့ကြောင်းသိရပါဗျာ။ သူတို့အတော်ကိုထိတာပါလက်နဲ့တော့မကောက်နိုင်ခဲ့ဘူးအချိန်ကြာလာတော့ပြားမကြံတော့တာကိုជីမလုံးလောက်တာကိုကြောင့်ကျွန်တော်တို့ရှေ့ကကာကင်းထိပဲတိုးနိုင်ခဲ့တယ်တိုက်ခိုက်မှုမှာစစ်ခွေး၄កောင်တည်ပြီးခုနှစ်កောင်ဒဏ်ရာရတယ်လို့တီးရပါတယ်စစ်ခွေးသေးစင်းကထတ်တိုးတည်ဆုံးတာမျိုးတော့ရှိမယ်အတော်ထိတာအရှိတင်မျက်မြင်ပဲမှုထတ်တိုးရှိတော့တယ်သူတို့အလင်းငိုက်ခံရတာပါအဲဒီနေရာမှာတက်ဆွဲထားတာစစ်ခွေးအရာက40ခန်းရှိတယ်ဟုဝန်ရခင်တရင်နဲ့တက်ခွဲမှုကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုဝန်ရခင်အမှတ်နဲ့တရင်နဲ့ မဟာမိတ်တံများဖြစ်သောမုံရခရံတရင်နှင့်တက်ခွဲသုံးတက်စုနှင့်ဒေါင်းမျိုးဆက်တက်ဖွဲ့မုံရခရံတရင်စနစ်တက်ခွဲလေးမီတောက်တက်ဖွဲ့၆ဦးမီတောက်တက်ဖွဲ့ MTG Royal God People Defense Force တို့ကပူးပေါင်းလို့ဆောင်ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အချမ်းဖက်စစ်တပ်အနေဖြင့်အပြစ်မဲ့ပြည်သူများကိုဥတီတပ်ဖြတ်နေမှုများဆက်လက်လှုပ်ဆောင်ပါကပုံမှုဆိုးရွားသောတိုက်ခိုက်မှုများကြုံတွေ့ရမည်ဖြစ်ကြောင်းလည်း တမ်ရော့ဟူသောနာမည်ကိုထိမ့်သိမ့်သော အဖြစ်ယောက်ျားပိသားစွာစစ်သားအချင်းချင်းသာတတိရှိရှိတက်ခိုက်ကြရန်မုံရခရံတရက်နှစ်တက်ခွဲမှုကဆက်လက်ပြောဆိုပါရယ်။ဂုံးလီကျောင်းဝင်းရဲ့နေအိမ်မှာပြစ်ခတ်မှုဖြစ်ပွားပြီးဇနီးဖြစ်သူတေဆုံးကြောင်းသိရပါရယ်။စကန်ညုံနယ်ထဲကအုံတော်မြောက်ရွာမှာရှိတဲ့ဒိုင်းသားလူငယ်များစွန့်ရီဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရဲ့ကျောင်းကြီးနေထိုင်ရာလိုင်းခန်းမှာပြစ်ခတ်မှုဖြစ်ပြီးဇနီးဖြစ်သူတေဆုံးသွားကြောင်းသိရပါရယ်။အဲ့ဒီဖြစ်စဉ်ကလုံဘာလ22ရက်ည8:00ဝန်းကျင်မှာ ကျောင်းအုပ်ရဲ့နေလိုင်းခန်းမှာဖြစ်ပွားတာပါပြစ်ခတ်မှုကြောင့်ကျောင်းအုပ်ဦးစိုးကြည်ရဲ့အသက်54နှစ်အရွယ်ဇနီးဖြစ်သူစီးကုံကိုတနက်ထိမှပြီးသခိုင်းစက်ရုံအရောက်မှာတိတ်ဆုံသွားပါတယ်ကျောင်းထက်ဒီဝင်ပြစ်တာလို့သိရတယ်သခိုင်းမြို့ပေါ်နဲ့တော့နိုင်ဝက်ကျော်လောက်သွားရတယ်လို့သခိုင်းမြို့ခန့်တူကပြောပါတယ်ကျောင်းအုပ်ဇနီးရဲ့နာရီကိုတော့နိုဘာလ22ရက်နေ့မှာပြုတ်ခဲ့တယ်လို့သိရပါတယ်ပြစ်ခတ်မှုကိုတော့ဘယ်ဖွဲ့ကပြုတ်တယ်ဆိုတာမသိရသေးပါဘူး ဇကာမြို့ရှိဒိုင်းသားလူငယ်များစွန့်ရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဟာစစ်ကောင်စီရဲ့နေဆက်ရေးရဝန်ကြီးဌာနလက်အောက်က ကောလိပ်ကျောင်းတစ်ခုဖြစ်ပါတယ်။အခုနေ့အတွက်ဗမာနဲ့တက်ရောက်မဲ့ကျောင်းသားကျောင်းသူစစ်စစ်ရွေးချယ်ပွဲကိုပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ရမှာစစ်ကောင်စီရဲ့နေဆက်ရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဘိုးချုပ်ဖြိုးသန့်တက်ရောက်ခဲ့ပါတယ်။တရချောင်းမြို့နယ်တွင်နေအလုံး60ကျော်ကိုစစ်အုပ်စုကမိရှုပ်ဖျက်ဆီးကြောင်းသိရပါတယ်။ဒရင်တိုင်းတိုင်း တရချောင်းမြုံနယ်တွင်နေအလုံး60ကျော်ကိုအကြမ်းဖက်ဆေးဥစုကမိရှုပ်ဖြက်စီးသွားခဲ့တယ်လို့ဒေသခံတွေစီကတီးရပါတယ်။နိုမော်လာ22ရက်နေ့ကဗုဒ္ဓံကနေတဆင့်တရချောင်းမြုံနယ်ထပ်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်ရှင်တပ်နဲ့တော်လိုင်းတပ်တွေဝဲရင်ရွာနဲ့ကံပြန်ရွာကြားမှာဖြိပိတ်တပ်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်နိုမော်လာ23ရက်မနေ့ပိုင်းမှာတော့ဆေးဥစုကဒဝယ်နေ့ကမ်းလမ်းဘေးမှာရှိတဲ့မင်းတပ်ရွာထဲဝင်ရောက်ပြီးရွာထဲကနေ61လုံးကိုမိရှုပ်ဖြက်စီးခဲ့တယ်လို့တီးရပါတယ်။ မင်းသားရွာခံတွေဟာတိုက်ပွဲတွေကြောင့်ရွာထဲမနေတော့ပဲရှောင်တိနေတာတနစ်တော်ရှိပြီဖြစ်ကလက်ရှိရွာထဲမှာခံယူကအထိုင်ချထားတာဖြစ်တယ်လို့ဆိုပါတယ်ခံယူနဲ့စစ်တပ်တိုက်ပွဲဖြစ်တာအဲရွာမှာခံယူစကားဖွင့်ဂိတ်ချပြီးငွေကောက်နေတာအခုရောက်ကင်လက်နက်ကင်တွေပဲရှိတော့တယ်စစ်တပ်ဝင်တဲ့အချိန်တိုက်ပွဲဖြစ်တာရွာသားတွေကရွာမှာမနေကြတာ ကြာပြီလို့တည့်အချောင်းတွေကတယောက်ကပြောပါတယ်နိုဘာလ24ရက်နေ့မှာတော့အဆိုပါစစ်ကောင်ရှင်တပ်သားတွေက ပြည်ပြူသားရွာတွေကထမှန်ဝင်ရောက်သွားပြီးရွာတွေကပြည်သူတွေရဲ့နေအိမ်ကိုလိုက်လံမှွေနှောက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့ကလည်းတရချောင်းမြုံတွေအတွင်းစစ်တပ်နဲ့တော်လိုင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သားတွေကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့လက်မကျေးရွာတွင်နေအိမ်၄၀လုံးကိုမိရှုဖျက်ဆီးခဲ့ပါသေးတယ်။